ရန်နေရန်ကုန်မြန်မာဖုံးသတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းရန်ကင်းမြို့နယ်အမှတ်တေးခြေကံပညာထက်တန်းကျောင်းတန်ရှင်ဆောင်ဝန်နေမှုအားကြီးရှုအပ်ပေးတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများဟောမေလ18ရက်နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျုံခရိုင်ရှမ်းကင်းမြို့နယ်ရှိအမှတ်တေအခြေခံပညာထက်တန်းကျောင်းတွင်စုပေါင်းတန်ရှင်ဆောင်ရွက်နေမှုများအားကွင်းစင်ကြီးရှုအပ်ပြီးကြောင်းသိရပါသည် ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ဟာရန်ကင်းမြို့နယ်အမှတ်တရအခြေခံပညာထက်တန်းကျောင်းတွင်ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးသင်ကန်းချုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်တိဒုတိယဗိုလ်မှူးကြီးတက်တင်အောင်နဲ့အဖွဲ့ဝင်များရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များစီမံအသားရရေးဝန်ထမ်းများမိသက်တဖွဲ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများကစုပေါင်းတန့်ရှင်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ် ချက်ဦးစိုးသိန်းကကျောင်းပတ်ဝန်းကျင်အတန်ရှင်တရားလပ်ပါရေးလုပ်ငန်းများအားအလေးထားဆောင်ရွက်ရန်ရှေးမြောင်များပိတ်ဆို့မှုမရှိစေရအလေးထားဆောင်ရွက်ရန်ကျောင်းဝင်းရှိသုံးရေကန်များအတွင်အပိတ်စေခဲ့ခြင်းဖုံးသွင်းလဲစေစာရီလုပ်ငန်းများဆောင်ရွက်ကြရန်စာသင်ကန်များအတွင်တန်ရှင်ရေးနှင့်ခုံများအောင်ကြန့်ခိုင်မှုရှိစေရေးဆောင်ရွက်ကြရန်စသည်တို့ကိုမှာကြားကြောင်းသိရပါရယ်ဒီသတင်းကိုတော့လှလထွေကပေးပို့ထားပေးဖြစ်ပါရယ်ရှင် ဆလတ်အစမဲတင်ကတော့ဂျွာဒတ်သမအကျင်းသုတဆုံလင်ဗုဒ္ဓဝင် ဖြေဆိုးပူဆော်ပွဲကြီးဆိုင်ရာအလုံငယ်ပေးရပွဲကျင်းပတဲ့တင်ဖြစ်ပါတယ် မြန်မာနိုင်ငံလုံးဆိုင်ရာဒုတာဆုံးလင်ဗုဒ္ဓဝင်အဖွဲ့ပဟိုရဲ့ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင် ပြန်ပွားရေးဓမ္မဒါနအဖြစ်ဒွါဒသမအချင်းဒုတာဆုံးလင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲကြီးဆိုင်ရာအလုံငွေပွေရပွဲကိုမေလ18ရက်မိုးလယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးမြရကုန်းမြို့နယ်ရှိစပ်ပြူသီရိဖိမန်တရင်ကျင်းပါရာနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဥက္ကဋ္ဌအကမဟာပန္နိတအကမဟာသဒ္ဓမသောတိကတစားတန်လင်းမြောင်းဆရာတော်ဒေါက်တာဘဒ္ဒနာစံ နေမှာပြည်ဝင်သားအမျိုးပြုတဲ့ဆရာတော်ချင်းမြောင်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်လင်ဗုဒ္ဓဝင်အဖွဲ့ဘဟုဥက္ကဋ္ဌဆရာတော်ဒေါက်တာပန္နိတာပေခုနဲ့ကုံထူဆောင်ဆရာတော်မြောင်ကြောက်ရွံ့တော်မူကြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးထေအောင်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်လင်ဗုဒ္ဓဝင်အဖွဲ့ဝင်များအလှူရှင်များတက်ရောက်ပူဇော်ကြကြောင်းသိရပါတယ် ရှေးဦးစွာအခမ်းအနားကိုနမောတတအုံငယ်ရွှေဆိုဖျားကတော်ဖွင့်လေပြီးတက်ရောက်လာကြတဲ့ဧပရိသတ်များနဲ့အလူရှိများကရန်ကုန်တိုင်းဒေသကြီးတန်ခါနိုင်ရကဥက္ကဋ္ဌသုတာစွန်လင်ဘုဒ္ဓဝင်အဖွဲ့ပဟုရေးဩဝါရစရိယဒီဘီတကာဒရာဗတ္တန္တအကာသမီထံမှငါဘာတိလာခံယူဆောင်တည်ကြပါတယ်အဒီနောမြန်မာနိုင်ငံလုံးဆိုင်ရာသုတာစွန်လင်ဘုဒ္ဓဝင်အဖွဲ့ပဟုဥက္ကဋ္ဌဒေါက်တာပန္နီတာဘိတ်ခူကဒေါ်တသမအကျင့်သုတာစွန်လင်ဘုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲအခမ်းအနားဆိုင်ရာများကိုရှာ ောက်ထားခဲ့ပြီးနိုင်ငံတော်တန်ကားမဟာနယကဥက္ကဋ္ဌသုတာစွန်လေဘုတဝင်းအဖွဲ့ပဟုရေးဩဝါဒစရိယတန်လေမင်းကျောင်းဆရာတော်ထံမှအဖွဲ့ဩဝါဒကထာနာယူကြပါတယ် အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကဒရဒသမအချင်းတူတာစုံလင်ဗုဒ္ဓဝင် ဖြည့်စုပူဇော်ပွဲနဲ့ဆက်လင်းပြီးဝမ်းမြောက်ကြောင်းလျှောက်ထားကတူတာစုံလင်ဗုဒ္ဓဝင် ဖြည့်စုပူဇော်ပွဲကြီးတွင်ဝိယုံစင်မြန်နိုင်ရေးအတွက်ဗဟုအဖွဲ့ဝင်ဆရာတော်ကြီးများတန်ဃာတော်များအားသက်ဆိုင်ရာအလူရှိများကသင်ကန်းများကိုရိုင်းကိုကြဆက်ကလူရန်ခဲ့ကြပါသည်ဆက်လိုက်ပြီးအလူရှိများကအလူငွေများပေးရရလူမှုရေးရာဝန်ကြီးဦးထေအောင်နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာတူတာစုံလင်ဗုဒ္ဓဝင်အဖွဲ့ ဲ့ဗဟိုအနယကဥစိမ်မောဗန္ဒာယေဟုဒေါက်တာများတိတာနဲ့တာဝန်ရှိသူများကလက်ခံရယူကြပါတယ်။အဲ့ဒီနောက်သုတဆုံလင်းဗုဒ္ဓဝင်အဖွဲ့ဗဟိုဂုံတူးဆောင်နယကမနာပဒါရီကိုရီးယားဆရာတော်အရှင်ဝိစိတ်တာထံမှလူရန်မှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီးရေဆက်သွန်းချအမျှပေးဝေကြကဗုဒ္ဓသာသနာစီရင်တဲ့တထူသုံးညရွေးဆိုပြီးအခမ်းအနားယုံတင်ကြောင်းသိရပါရယ်ဒီသတင်းကိုတော့အောင်မြင်ကပြပို့ထားပေးဖြစ်ပါရယ်ရှင် ောက်ဆုံးနေဆက်မဲ့တင်ကတော့2025ခုနှစ်ဒိုင်းနေသားချင်းနဲ့ပြည်내ပြောင်းပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပေါင်းဆက်ညီနဲ့အစည်းအဝေးကျင်းပတဲ့တင်ဖြစ်ပါတယ်2025ခုနှစ်တိုင်းနေသားချင်းနဲ့ပြည်내လှေလောဗော်လီဘော် ဂျူဂျိုတိုက်ခွန်တို့ပြန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပေါင်းဆက်ညီနက်အစီအဝေးကိုမေလ16ရက်နေ့9နာရီကအမျိုးသားကစားပြန်ပွဲရုံတဲသူဝနာရှိဗရန်များခမ်းမာရင်ကျင်းပရာအကစားနှင့်လူငယ်ရှေယဝင်ကြီးဌာနဒုတိယဝင်ကြီးဦးထိန်လင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝင်ကြီးဦးထိန်အောင်အကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒုတိယအမြင့်တဲ့အတွင်ဝန်ထမ်းတာဝန်ရှိသူများဖိတ်ကြားထားသောလှေလောဘောလီဘောဂျူဒိုတိုက်ခွန်တို့အကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌအတွင်ရေးမှူးများ များအဖွဲ့ဝင်များနဲ့နေပြချုပ်တို့တက်ရောက်ကြပါတယ် ရှေးဟူစွာအာကစားနေလူငယ်ရေယာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းကအဖွဲ့မှစကားပြောကြားရာတွင်2025ခုနှစ်တိုင်းနီတာချင်းနယ်ပြည်နယ်လှေလောဘောလီဘောဂျူဒိုတိုက်ခွန်ဒိုပြိုင်ပွဲများကိုမေလမှဆွန်လအထိရန်ကုန်မြို့တွင်သက်ဆိုင်ရာအာကစားကွင်းရုံများတွင်ကျင်းပပြုလုပ်တော်မှာဖြစ်ကြောင်းတမျိုးသားလုံးစံမှကြံခိုင်ရေးကိုအထောက်အကူဖြစ်စေရင်းလူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရင်းတိုင်းနီတာချင်းနယ်ပြည်နယ်ဒီဒီမှလာရောက်ရှင်မြိုင်ကြတဲ့အာကစားသမားများအချင်းချင်းချစ် ကြည်ရင်းနှီးမှုရရှိစေရည်နဲ့မြန်မာအာဂါစာအစင်တန်တိုးတက်မြန်မာလာစေရည်အတွက်ရည်ရွယ်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်ပြိုင်ပွဲများကိုကျင်းပရခြင်းဖြစ်ကြောင်း ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကဆွေးနွေးပြောကြားပြီးလေလောဘောလီဘောဂျူဒိုတိုက်ကွန်ဒိုအကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌအတွင်ရေးမှုများအဖွဲ့ဝင်များနဲ့နှိပြချုပ်များတက်ရောက်လာတဲ့ပုဂ္ဂိုလ်များမှအထွေထွေကိစ္စရပ်များကိုဆွေးနွေးတင်ပြကြပြီးဒုတိယဝန်ကြီးမှနေကုန်းချုပ်အမစကားပြောကြားကြောင်းသိရပါတယ်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။